စ်ဆူတောင်းပြန် तू လက်မလျှော့တနစ်ပြီးတနစ် तू ဆူတောင်းတယ်ဒါနဲ့နှစ်တနစ်ရောက်လာတယ် तू အဲ့ဒီဖျားတကယ်အိမ်တော်မှာသွားပြီးတော့ तू ဆူတောင်းတယ်အစာရှောင်ပြီးဆူတောင်းတယ် तू များတဲ့အစာစားနေပြီမဲ့ तू မစားသူအစာရှောင်ပြီးတော့ဆက်ပြီးတော့ဆူတောင်းတယ်။သူရဲ့ prayer power ကို show လိုက်မယ်အစာဆက်ပြီးတော့တင်းတယ်။မျက်ရည်များစွာနဲ့သူဆူတောင်းတယ်။ဒီမှာကျမဘာကိုမြင်ရလဲဆိုတော့ဟာနာဒီညိုးငယ်သောစိတ်နဲ့ ဟာနာဒီညိုးငယ်သောစိတ်နဲ့ဆိုရင်အရာကျွန်မခဏခဏမြင်ရသူရဲ့ညိုးငယ်ခြင်းကဘာကြောင့်မလို့လဲဆိုတော့သူဖျားခင်စီကနေပြီးဖျားပေးတဲ့စုကို तू လိုချင်လို့တားစုကို तू လိုချင်လို့ဖြစ်တယ်အဲ့လိုမျိုးသူဆူတောင်းတဲ့ခါနောက်ဆုံးသူအရန်ပင်မလာတဲ့ခါသူဆူတောင်းတဲ့ခါအတန်တော်မှမထွက်တော့ဘဇက်ပဲလှုပ်တော့ဒါနဲ့ဒီအရာကိုယစ်ပရောဟိတ်ကတွေ့တဲ့ခါအေလိဆိုရစ်ပရောဟိတ်ကတွေ့တဲ့ခါသူ့ကိုမူးနေတယ်လို့သူ့အထင်မှားတယ်စဉ်းစားကြည့်ပါသူ့ကို လူတွေကပဲအထင်မှားတာမဟုတ်ဘူးယေဘရောဟိတ်ကပါအထင်မှားတယ်ယေဘရောဟိတ်ကပါသူ့ကိုမင်းမူးရင်လည်းအိမ်တော်ထဲမှာလာမမူးနဲ့အခြားနေရာမှာမူးပါလို့သူ့ကိုပြောတယ်ဘလို့ခံစားမလဲတင်းဆိုရင်တင်းကိုဆွဆွဲတဲ့ခါတင်းဆူတောင်းနေရအောင်ယန်သူကပဲနောက်ရှက်တာမဟုတ်ဘူးယေဘရောဟိတ်ကပါလာပြီးတော့ဆူတောင်းမနေနဲ့တော့နော်မင်းဆူတောင်းတဲ့အရာမှားတယ်ဒီလိုပုံစံနဲ့မတောင်းတော့နဲ့ဒီသူဝေဘမူးရအမျိုးမျိုးသူခံရတယ်အမေသူဟာသူ့ရဲ့ဆူတောင်းခြင်းသူလက်မလျှော့ဘူးဖြစ်တယ် ။ဘာပြန်ပြောလဲဆိုတော့ तू ကနှိမ်ချပြီးတော့ဖခင်ရဲ့လူကိုပြန်ရှင်းပြတယ်။ကိုရောကျမကိုအဲ့ဒီလိုမျိုးမမှတ်ပါနဲ့။ကျမဟာဇပြည့်ရေကိုမတောက်ပါဘူး။ကျမတေးရေတရက်ကိုမတောက်ပါဘူး။ဖခင်ရဲ့ရှေ့မှာစိတ်နှလုံးသွန်းလောင်းပြီးတော့ကျမဆူတောင်းနေတာပါ။ဒီနေ့အားပေးပြစေဆူတောင်းတဲ့သူတွေနှလုံးသားထဲမှာခါတီးခြင်းတွေမထည့်ပါနဲ့အာမင်အချို့လူတွေကဆူတော့အရန်တောင်းနေဒါမဲ့အထဲထဲမှာခါတီးခြင်းတွေနဲ့ပြည့်နေ ဟာကလေးရလို့ကတော့နင့်ကိုငါပြန်ပြီးတော့ပြအောင်မယ်နော်အချို့ကငါ့ကိုဖခင်ကောင်းကြီးပေးပြီးအသုံးပြုလို့နင်တို့အားလုံးရှိမှငါလမ်းဖြတ်လျှောက်ပြမယ်ဟဲ့ဟုတ်လားငါ့ကိုဖခင်သုံးလို့ရတော့နင်တို့နဲ့ငါတွေ့အောင်မယ်ဆိုပြီးတေးထားတာတွေအများကြီးရှိတယ်ဒီနေ့တကယ်တင်းရဲ့ဆူတောင်းခြင်း break through ရခြင်းနဲ့ဆိုရင်ခါတိခြင်းတွေကိုဖယ်ဖို့လိုတယ်ဆူတောင်းတဲ့လူကနှလုံးသားဟာတန့်ရှင်းဖို့ရန်အတွက်လိုတယ် ဖခင်သားသမီးတွေရဲ့နှလုံးသားဟာတန့်ရှင်းဖို့ရန်အတွက်လိုတယ်။ဘာဖြစ်လို့လဲဆိုကျမတို့ရဲ့နှလုံးသားတန့်ရှင်းသောဝိညာဉ်တော်ချိန်ဝတ်တဲ့နေရာဖြစ်တယ်။ဝိညာဉ်တော်လည်းချိန်ဝတ်တယ်။ခါသီးခြင်းတွေလည်းချိန်ဝတ်နေလို့မရဘူးဖြစ်တယ်။အဲ့ तू ကသေချာပြန်ပြီး तू ရှင်းပြတယ်။အဲ့ဒီ तू ရဲ့နှိမ်ချခြင်းနဲ့ခါသီးခြင်းကိုနေရာမပေးခြင်းကသူ breakthrough ရောက်လာဖို့ရန်အတွက်ဖြစ်လာ။သူက prophet ကနေပြီးတော့ Elijah သူ့ကို prophet ပြုတယ်။ဖခင်လူကသူ့အပေါ်မှာကောင်းချီးပေးလိုက်တယ်။ ပြီးတော့သွားတော့တဲ့ဣတရီလာအမျိုးရဲ့ဖယားတကယ်မင်းတောင်းတဲ့ဆုကိုပေးပြီလို့သူကိုကောင်းချီးပေးလိုက်တခွန်းလေးပဲပြောလိုက်တာဒီနေ့အရန်အရေးကြီးကျမတို့ဘဝထဲမှာဖယားသခင်စီကနေလာတဲ့ဇကားတခွန်းကအရန်အရေးကြီး prophecy အရမ်းအရေးကြီးဟုတ်တယ်ကျမတို့ကိုဖယားသခင် local spirit ဒါပေမဲ့ rema ကအရေးကြီးရယ် local ဆိုရရေးသားထားတဲ့ဖယားဇကားဖြစ်တယ် rema ကတော့ဒီနေ့အတွက်အခုအတွက်ဖယားပြောတဲ့ဇကား ကျမတို့ကစံစာကို study လုပ်လို့ရတယ်။စံစာကိုကျမတို့လေ့လာလို့ရတယ်။သိအောင်လုပ်လို့ရတယ်။ဒါပေမဲ့ rema ဆိုတဲ့ဖျားသခင် prophecy ကတော့ကျမတို့နားထောင်ဖို့ရန်အတွက်လိုအပ်တယ်။အမေရိတန်ကိုကြားဖို့ရန်အတွက်နှိမ်ချဖို့လိုအပ်တယ်။အဲဒီတန်ကိုကြားဖို့ရန်အတွက်ကျမတို့ဘက်ကနေဖျားကိုရှာဖို့ရန်အတွက်လိုတယ်။ဖျားလူတွေကိုဂုံပြုခြင်းနဲ့ချင်းကပ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ဖျားသခင်တန်ကနေ prophecy လာပါစေ။ ဖယားကတန်ကနေ prophecy အသင်းဘဝရ breakthrough တွေကိုပြေဝစေမှာဖြစ်တယ်။သင်ဘဝတို့ breakthrough တွေအတွက်တကားတွေကိုပွင့်စေမှာဖြစ်တယ်။အဲ့တော့သူကတန်ကို prophecy ရောက်လာ။ဒါမဲ့ပိုးစိတ်ဝင်စားစရာကောင်းတဲ့အရာပါလေဆိုအဲ့ဒီ prophecy ရောက်လာပြီးတဲ့အခါမှာဟာနာမပါလို့လေ။အဲ့ဒီ prophecy သူ့စီကိုလည်းရောက်လာရော။ သူကဘာပြောလဲဆိုကိုရွချွန်မဒီရှေရောနိုင်မျက်နှာရပါစေတော့လို့ရှောက်ပြီးတော့ဆူတောင်းနာကိုရက်ပြီးတော့ခြားနာတဲ့မျက်နှာနဲ့ပြန်သွားတယ်ဗျ။ဘုရားခင်ဒီတင့်ကိုခြားနာတဲ့မျက်နှာပေးခြင်းနဲ့အေရှုနာမနဲ့ကောင်းချီးပေးတယ်။အဲ့ဒါလှုပ်ဝက်ချက်ဖြစ်တယ်။အချို့လူတွေမသိတဲ့အရာဘာလဲဆိုတော့သူတို့ကဆူတောင်းနေပေမဲ့ဘုရားတန်ကိုနားမထောင်တတ်ဘူးဖြစ်တာ။ဘုရားသခင်ရဲ့ prophecy ကိုနားမလဲ။ဘုရားသခင်ရဲ့စကားလာပြီးဆိုရင်လည်းဘလို့တုံ့ပြန်ရမလဲဆိုတော့သူတို့မသိဘူးဖြစ်တယ်။ ဖယားသခင် prophecy ပြောတယ်မင်းကလေးရပြီရပြီလို့ပြောနေတဲ့အရာကိုထပ်ပြီးတော့ကိုတော့ပေးပါနော်ပေးပါနော်လို့သူပြန်တောင်းစရာမရှိတော့ဘူးဖြစ်တယ်အရင်လိုမျိုးအချိန်မှာအကောင်းဆုံးကဘာလဲဆိုဂျေဇုတော်ချီးမွမ်းဖို့ရန်အတွက်ဖြစ်တယ်ဒီမှာ prophetic generation တွေရှိပါသလား prophetic ဖြစ်ဖို့ရန်တော့အရန်လိုအပ်တယ်ကျမတို့ကဖယားသခင် prophecy ကိုကြားပြီးတုံ့ပြန်တဲ့ပုံစံမှန်ကန်မှုလိုတယ်ယုံကြည်ခြင်းမရှိတဲ့လူလိုမျိုးမတုံ့ပြန်နဲ့ ဖျားခင်စကားပြောလာပြီကလေးရမယ်လို့ပြောပြတာကို तू ပြန်ပြီးတော့အော်ကျမကကလေးမရတဲ့ तू ဟာကျမကိုကိုတော့မတနာဘူးလားအဲကျမတို့လုပ်တဲ့ပုံစံဖြစ်တာဖျားကဂတိပေးပြီးပြီဆိုရင်ကျမတို့ကချားနာတဲ့မျက်နာနဲ့စတင်ပြီးတော့အသက်ရှင်တတ်ဖို့လိုချားနာဆိုစတင်အသက်ရှင်ပါသူမချနာမလုံးနဲ့အမြဲတမ်းဒီပုံစံပဲချင်းကတဲ့ပုံစံဒီတိုင်းပဲဒီ posture ပဲဘုရားကံတင်ကိုရှင်လန်းရတဲ့ခွင့်ပေးခြင်း